မဲချိုနဲ့အဖြူရောင်တက္ကရိဇလန်တွေမင်းသားချော်လေးသူရုတ်တရက်ကွယ်လွန်ဗမာဆယ်လီနယူပရိသတ်များရှင် MRD ဖွေရဲ့စင်တင်မင်းသားမင်းသမီးတွေများစွာထဲမှာသဘောကောင်းလွန်လွန်ပရိသတ်တွေချစ်ခင်အားပေးကြရသူကတော့မင်းသားလေးသူပဲဖြစ်ပါတယ်သူကကလေးသရုပ်ဆောင်တယောက်ဖြစ်လေအရင်တုန်းကအမှုပညာလှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့ပူပါတယ်ဒါပေမဲ့အခုအချိန်မှာတော့မဲချိုရုတ်တန်ဇလန်တွေနဲ့အဖြူရောင်တက္ကရိရုတ်တန်ဇလန်တွေတွေမှာပုံပြီးတော့လူတီများထင်ရှားကြောကြလာခဲ့တာပါအောင်မြင်မှုအရှိန်အဟုန်မြင့်တက်နေတဲ့အချိန်မှာပဲရုတ်တရက် မင်းသားချောလေးထုကွယ်လွန်သွားပြီဆိုတဲ့သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။သူရဲ့ official account ကနေဒီသတင်းကိုအသိပေးလာခဲ့တာဖြစ်ပြီးတော့အားလုံးလည်းမယုံနိုင်ဖြစ်ပြီးအံ့အားတင်နေခဲ့ရပါတယ်။သူကချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသလိုထူးချွန်ထမြက်တဲ့တရုတ်ဆောင်အရေးအချင်းတွေကိုပိုင်နိုင်စွာချပြနိုင်တဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။တတိယမင်းသားလို့မထင်ရတော့အောင်ကောင်းမွန်တဲ့အရေးအချင်းတွေများစွာရှိနေတာကြောင့်အနာဂတ်မှာထိတ်တဲမင်းသားတစ်လက်ဖြစ်နိုင်တဲ့အရေးအချင်းရှိသူလည်းဖြစ်ပါတယ်။ မဲချိုရုတ်တန်ဇလန်တွဲကြီးမှာလည်းကြာရဆက်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တယ်လို့အထူးသဖြင့်အဖြူအောင်တက္ကရီဇလန်တွဲတွေကကြောင်းသားလေးထူးဆောင်အဖြစ်ပရိသတ်တွေရဲ့အာယုံကိုဖန်ဆားထားနိုင်ခဲ့တာပါဒါရီမကယောက်ျားကောင်းအတောင်20လို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းဖိုးသားဆိုတဲ့ဇာတ်ကားကိုအကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီးအမျိုးသားစပေါ်စုဇာတ်ကားတင်စင်းမှာတော့မှပါဝင်လာခဲ့ပါသေးတယ်ဒီလိုမျိုးအနုပညာလောကရဲ့တက်လန်းတွေအများကြီးရှိပြီးတော့အောင်မြင်နေတဲ့မင်းသားချော်လေးထူးက2025ခုနှစ် မက်ရှလာဆယ်ရဲ့နေ့မနက်ပိုင်းမှာပဲဘဝတစ်ပါးကိုကုပြောင်းွယ်လုံးဆုံးပါသွားခဲ့ပြီပဲဖြစ်ပါတယ်။မင်းသားချော်လီထူကရုတ်တရက်ွယ်လုံးသွားပြီဆိုတဲ့သတင်းကိုပရိသတ်တွေကလည်းမယုံနိုင်အောင်ဖြစ်နေကြရပါတယ်။သူရဲ့မိသားစုဝင်တွေအပါအဝင်တငယ်ချင်းမိတ်ဆွေတွေနဲ့မီဒီယာတွေကတော့တရားဝင်ပြောကြားလာခဲ့ပြီးရင်မတော်တဆမှုကြောင့်ွယ်လုံးသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။မင်းသားချော်လီထူကရှေ့ရက်နေ့မှာမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဥကောင်းတရားကြောင့်မြောက်ဥကလာစေယုံမှာတက်ရောက်ပြီးတော့စေကူးသားမှုတွေခံယူနေရတယ်လို့သိရပါတယ်။ ဒီလိုမျိုးကုသမှုတွေခံယူနေရင်လည်းပြန်လည်နေကောင်းကျမလာနိုင်မယ်လို့မိသားစုတွေနဲ့မိတ်ဆွေတငယ်ချင်းတွေကမျှော်မှန်းထားကြကြတာပါ။ဒါပေမဲ့လည်းဆက်ရက်နေ့မနက်ပိုင်းမှာတော့ရုတ်တရက်ပဲကွယ်လွန်ဆုံးမသွားခဲ့ပြီဖြစ်ကြောင်းဝန်ထဲစွာနဲ့ကြားသိခဲ့ရပါတယ်။ငွေရွှန်းပြုတ်ပြီးတော့အောင်မြင်မှုတွေအများကြီးကိုပိုင်ဆိုင်နိုင်အောင်မဲ့မိနာတလည်းဖြစ်တာကြောင့်ဒီလိုမျိုးကွယ်လွန်သွားခဲ့တဲ့အပေါ်မှာပြည်သက်များစွာကလည်းနှမျောနေခဲ့ကြပါတယ်။သူကအစအိမ်ယောဂအခန်းရှိသူဖြစ်ပြီး ်လုတ်တရဲမတော်တဆမှုဖြစ်ပွားခဲ့တဲ့အချိန်မှာရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပူးပေါင်းပြီးတော့အခုလိုအဖြစ်ဆုံးမျိုးနဲ့ကြုံတွေ့သွားခဲ့ရတာပါထူဆောင်သွားပြီဆိုတဲ့တဲ့င်းကိုသူ့ရဲ့အကောင့်ကနေမိသားစုဝင်တွေကအတိပေးလာခဲ့တဲ့အချိန်မှာပရိသတ်တွေကတော့ဘလုံးမမယုံနိုင်အောင်ဖြစ်နေခဲ့ရပါတယ်သူကအမြဲတမ်းပျော်ရွှင်တက်ကြစွာနဲ့နေထိုင်တဲ့သူတယောက်ဖြစ်တာကြောင့်အခုလိုမျိုးဖြစ်လာလိမ့်မယ်လို့ဘသူကမှမယုံကြည်နိုင်ခဲ့ကြပါဘူးဒီတဲ့င်းကိုသူ့ရဲ့အကောင့်ကနေတင်လာတဲ့အချိန်မှာတော့မှ စောင့်နောက်နေတယ်လို့ပဲပြန်ပြောပေးကြပါဆိုပြီးတော့ပရိသတ်များစွာကဝန်းနေစွာနဲ့တောင်းဆိုနေကြကြပါတယ်။ဒါပေမဲ့ရီမတော်တစားမှုကြောင့်မက်လာဆယ်ရည်နေမနက်ပိုင်းမှာပဲမင်းသားချောလေးတို့ကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုအမှန်တကယ်ကိုအတည်ပြုပြောကြလာခဲ့ကြပါပြီ။တပ်ပွားတဲ့ကျယ်ဝင်းတဝင်းမဖြစ်နိုင်တော့ပဲကွယ်လွန်သွားခဲ့ရှာပြီဖြစ်တဲ့မင်းသားချောလေးတို့ကိုကောင်းရာသူကတိလာစေဖို့အတွက်စုတောင်းစကားလေးတွေပြောသားခဲ့ကြပါအောင်ရှင်။